မင်္ဂလာပါသားတို့တမီတို့ရေဒီချေကတော့ Graphite မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေကကုသားတို့တမီတို့ကို သင်ခန်းစာ7စကားတာသင်ခန်းစာကိုတင် जा ပေးမှာဖြစ်ပါတယ်တို့သမီးတို့ရေဒီစကရာသင်ငယ်စာကိုတတရာရန်နဲ့စတုရတန်မှာလည်းသင်ကြားခဲ့ကြရတယ်နော်။ယခုပြစမာရန်မှာလည်းဆက်သင်ကြရမယ်။ တရုတ်သမီးတို့ရေဒီစကားတာကိုသင်ကြားရခြင်းကြောင့်ဘာသာစကားလေ့လာမှုမှာရိုးရာစကားတာများကိုသိရှိလာမယ်စဉ်းစားဉာဏ်ညင့်တန်လာစေမယ်တရုတ်သမီးတို့ရေဖတ်စာဆောင်ပြန်လာ29ကိုကြည့်လိုက်ကြရအောင်เนาะစကားတာလေးခုရှိရနော်ဒီချိန်နဲ့တူလိုက်ဖတ်ကြည့်ကြရအောင်1ပင်စီကားတစ်ထောင်တီးထောင်ကငါလုံး2ခြေရှိချောင်းခေါင်းပင်ညာအမီးခါလေမှာ3အခြေလေးချောင်းဗရဏောင်းအကောင်းမပါဗရချဖော်ပါလေးပြီးဗရချီရနံပါတ်1 ဂျူပင်ဂျူဂျူပင်ကြလောင်းကလေးနဲ့သွားတဲ့တအားသမီးတို့ရေပုံလေးပုံဦးတွေ့ကြရယ်နော်ဘယ်ပုံကဘယ်နံပါတ်ဖြစ်မလဲဆိုတာကိုကြည့်ကြရမယ်တအားသမီးတို့ဘယ်ပုံကဘယ်နံပါတ်ဖြစ်မလဲဆိုတာသိသွားပြီဆိုရင်ပုံရဲ့အပေါ်ထောင်းအကွက်ကလေးမှာနံပါတ်ကိုရေးရမယ်ဒီချေတို့နံပါတ်၁ကိုကြည့်ကြရအောင်နော်ပင်စီကတထောင်းတီတောင်ကငါးလုံးဆိုတဲ့စကားတားရဲ့အဖြေကတော့ ပင်စီကတထောင်ဆိုတာကတထောင်တည်းရှိသောပင်စီနဲ့တူတဲ့တထောင်စစ်မှလကဝိတိလက်ဖြံကိုပြောတာဖြစ်ပြီးသီးတောင်ငါးလုံးဆိုတာကတော့သီးတောင်အဖြစ်ရှိတဲ့သီးတောင်ငါးခုကလက်ချောင်းငါးခုနဲ့တူတာနော်အဖြစ်ဘာဖြစ်မလဲဆိုတာကိုတော့တာလို့သမီးတွေစစင်စားကြည့်ကြနော်ချေချေချောင်းခေါင်းပင်ညာအမိခါလေမှာဆိုရဲစကားဒါလေးရဲ့အဖြေကတော့ ချိန်ဝင်တစ်ဖက်မှာကျူလေးချောင်းရှိရေနော်တစ်ဖက်ဆိုတော့ရှစ်ချောင်းပေါ့ခေါင်းပင်ညာဆိုတာကတော့ခေါင်းနဲ့တူတဲ့ချိန်ဝင်ခွက်နှစ်ဖက်ကဘယ်မှာညာမှာရှိနေတာအမိခားလေမှာဆိုတာကတော့အမိနဲ့တူတဲ့ချိန်ဝင်ရှာကအလယ်မှာရှိနေတာကိုပြောတာဖြစ်တယ်အဖြေကိုတော့တအားသမီးတို့ဆက်စင်စားကြည့်ကြနော် အခြေလေးကြောင့်ဗရဏောင်းအကောင်းမပါဗရချဖော်ပါလိပြီးဗရချီဆိုတဲ့စကားထားရဲ့အဖြေကတော့အခြေလေးကြောင့်ဆိုတာကတော့ခြေလေးကြောင့်ဖြစ်တယ်ဗရဏောင်းဗရချဗရချီဆိုတဲ့စကားလုံးလေးတွေကတော့အထိပ္ပယ်မရှိဘူးနော်အကောင်းမပါဆိုတာကတော့ခေါင်းမရှိတာကို ပြောတာဖြစ်ပြီးဖော်ပါလိပြီးဆိုတာကတော့ခြေလေးကြောင့်ရှိပြီးခေါင်းမရှိတော့အရာကဘာဖြစ်မလဲသားတို့သမီးတို့ဆက်စင်စားကြည့်ကြနော် ကျူဝင်ဂျိုကျူဝင်ဂျာလောင်းကလေးနဲ့သွားဆိုတဲ့စကားတရဲ့အဖြေကတော့ကျူဝင်ဂျိုကျူဝင်ဂျာဆိုတာကတော့ရကွမ်းလာနှစ်ခုကြာအလယားလိုက်တန်းထားတဲ့တိုင်ချီနှစ်ခုကြာကိုပြောတာဖြစ်ပြီးလောင်းကလေးနဲ့သွားဆိုတာကတော့လောင်းလေနဲ့တူတဲ့ရကန်းလုံးအိမ်ဟာရကန်းလွာနှစ်ခုကြာမှာဟိုဘက်ဒီဘက်ကိုသွားလာနေတာမျိုးဖြစ်တယ်အဖြေကတော့တာဝတ်သမီးတို့ဆက်စင်စားကြည့်စမ်းနော် တတော်သမီးတို့ရေဖက်စာဆွမ်းမျက်နှာ၃၀ကိုဆက်ကြည့်ကြရအောင်။သက္ကရာ၄ခုရှိရယ်နော်။ဒီချင်တဲ့တူလိုက်ဖက်ကြည့်ကြရအောင်။နံပါတ်၅နွားမတကောင်ဘိုးတစ်ချောင်းနံပါတ်၆နတ်သမီးအိမ်နိုင်ပုံဖောင်းနိုင်ဖောက်ပြန်တော်လေးတပေါက်ထဲနံပါတ်9ညချိန်ထုံလန်းနေချိန်ယုတ်သိမ်းနံပါတ်၈အကူအကြီးအင်အားပြီးဤညီအလက်ကနှင်းရွယ်တဲ့ဤညီငယ်အထွေးခင်းကျွေးချို့ဤရဲ့ နွားမတကောင်ဘိုးတထောင်ဆိုတဲ့စကားတိုင်းရဲ့အဖြေကတော့နွားမတကောင်မှာဘိုးတစ်ခုပဲရှိရယ်เนาะအဲ့ဒီတော့ဘိုးငယ်လေးတွေနဲ့တူတဲ့အဖူလေးတွေအများကြီးပါတယ်အတီးကဘာဖြစ်မလဲသားတို့သမီးတို့စစင်စားကြည့်ကြနော်နသမီအိမ်တိုင်းပုံမဖောင်းနိုင်ဖောက်ပြန်တော့လဲတပေါက်သေးဆိုရဲစကဒါရဲ့အဖြေကတော့နသမီရဲ့အိမ်တိုင်းနဲ့တူတဲ့အရာမှာ ဖန်ခန့်တာမို့ပိုးတောင်မဖောက်နိုင်ဘူးပိုးကဖောက်ပြန်တော့လေအများကြီးမဖောက်နိုင်ဘူးတပေါက်သေးတာဖောက်နိုင်တယ်တဲ့အဖြေကတော့မဖြစ်မလဲဆိုတော့သာဝသမီးတို့ဆက်စင်စားကြည့်ကြတော့ညာချင်းထုတ်လဲနေ့အချိန်ရုပ်သိမ်းဆိုတဲ့စကားဓာတ်ရဲ့အဖြေကတော့ညာအချိန်တွေမှာထွက်ပြီးနေ့အချိန်တွေမထွက်တဲ့အရာကဘာဖြစ်မလဲတော်တော်သမီးတို့ဆက်စဉ်းစားကြည့်ကြနော် အကိုအကြီးအညာဘီဤညီအလက်ကနှင်းရွယ်တဲ့ဤညီငယ်အချွေဟင်းကျွေးချူဤဆိုတဲ့စကားသားရဲ့အဖြေကတော့အကိုအကြီးအညာဘီဆိုတာကတော့အကိုအကြီးနဲ့တူတဲ့ဝါအရင်မှာ နေဖို့အတွက်အဆောက်အုံကိုစောင့်လုံနိုင်တယ်ညီလက်ကနှိမ့်ွက်တဲ့ဤဆိုတာကတော့ညီလက်နဲ့တူတဲ့ဝန်နုမှာနှိမ့်ပြနိုင်တယ် ညီငယ်အထွေးဟင်းကျွေးချူဤဆိုတာကတော့ညီငယ်အထွေးနဲ့တူတဲ့ဝါပင်အဆိုးမှ မြစ်ကိုဟင်းရအဖြစ်ချက်ပြုံစားတောက်နိုင်တယ်။အဲ့ဒီတော့အဖြေကိုဆက်စင်စားစီစားနော်။အဖြေကတော့စကလုံးတစ်လုံးနဲ့ပဲဖြစ်တယ်။တာလူသမီးတို့စဉ်းစားပြီးပြီဆိုရင်ရုပ်ပုံထဲမှာနံပါတ်လေးတွေကိုထည့်လိုက်ကြနော်။ ဒီချေခုရှင်းပြခဲ့တဲ့သက္ကရာ6ခုကိုတာရုတ်သမီးတို့နားလည်မယ်လို့ချင်းပြောင်းလဲပါတယ်ဒီချေတို့နောက်စာသင်ချိန်မှပြန်တွေ့ကြမယ်နော်